ဘုရားဥပဒေရဲ့အကာအကွယ်ကိုတခါမှမရခဲ့ဘူးဆိုပါတော့ဒီနှစ်ခုချိန်နေလို့ပါကျွန်တော်ပြီးခဲ့တဲ့အနည်းဆုံးနေရာကိုပဲပြောပါအောင်မယ်အဝေးကြီးတွေလျှောက်ပြောနေကြတော့2008ခုနှစ်ကကျွန်တော်နာဂစ်ဖြစ်တော့သွားကူတယ်သွားကူတော့ကျွန်တော်ဖမ်းလိုက်ပေါ့အတူတူပြောရင်ဖမ်းလိုက်တော့ထောင်ထဲရောက်သွားတာပေါ့လေဒါလည်းရှင်းတာပဲစက်တိုက်ကအဲ့ဒီတော့ အဲ့ဒီကနေတရားရုံးကိုပို့လိုက်တာပေါ့ဗျာတရားရုံးရောက်သွားတဲ့ခါကျတော့လေတရားရုံးရောက်သွားတာပေါ့ရောက်သွားတော့ရှင့်နေငားဖို့အတွက်လေကျွန်တော်တို့ကရှင့်နေငားလို့မရအောင်အဲ့တော့တရားသူကြီးနဲ့ကျွန်တော်တို့နဲ့ပဲအပြန်ပြန်အလန့်လန့်နေမေးကြရတာပေါ့အဲ့တော့ကျွန်တော်ဖမ်းတဲ့ခါကျတော့ပြဿနာကနာဂစ်ကြောင့်ဖမ်းလို့မရအောင်ဘာကြောင့်နာဂစ်ဆိုကျွန်တော်ကကိုင်ကြီးနေတာလေ နာဂိဒုက္ခတွေတွေဒုက္ခရောက်တာကိုကျွန်တော်တို့ကကူညီတာကူညီနေတာကိုဖမ်းတယ်ဆိုတာလဲကြားမကောင်းဘူးပေါ့အဲ့တော့အကြောင်းတစ်ခုခုတော့ရှားလိမ့်မယ်တို့ရှားကြတယ်တို့ကောင်းပါလေရှားတဲ့အကြောင်းကလေကျွန်တော်ကိုအဲ့ဒီအောင်တပြေဆိုတဲ့ဒီရဲထောက်လန်ရေးတတ်ထဲမှာချုပ်ထားတယ်အဲ့လိုချုပ်ထားတဲ့အချိန်မှာအရာရှိပေါ့အပွင့်ကြီးရကောင်ကသူ့တပည့်တွေကိုမှားတယ်ဟဲ့မင်းတို့ဇာကနာရင်ပြန်သွားသူ့အိမ်မှာကွန်ပျူတာရှိတယ်အဲ့ကွန်ပျူတာတိမ့်လာခဲ့ ဟာအရာရှိအငယ်တွေကချက်ချင်းပြေးကျွန်တော်အိမ်သွားပြီးတော့ကွန်ပျူတာတည်ချလာတော်ရှာပါတယ်ကျွန်တော်ကွန်ပျူတာရဲ့မော်နီတာတစ်ခုပဲတည်လာတယ်ကျွန်တော်လည်းဘာဖြစ်လဲမသိကြအောင်ဆောင်းပြီးတိုင်းကြည်နေတာပေါ့တို့ဆရာတစ်ပည့်နဲ့ရံဖြစ်နေကြဟဲ့အောင်ကွန်ပျူတာဆိုတာနှစ်ခုရှိရမယ်ဘာမဟုတ်ဘူးဆရာကျွန်တော်တွေ့တာဒီတစ်ခုပဲတွေ့တယ်အမှန်မှားတော့ဟိုက system unit ပါမလားဦးလေး ကျွန်တော်တို့ motherboard ထည့်ထားတဲ့ system unit ပါလာရမယ်ဒီ monitor လို့ခေါ်တဲ့ဒီ screen လေးတစ်ခုတည်းနဲ့တော့မလုပ်လို့ရမှာလဲဒါပေမဲ့ဟိုကတော့ဒါ computer ပဲဆိုပြီးသဲလာတာပဲလေအဲ့တော့မထူးတော်ဘူးဆိုပြီးတော့ဟို monitor ကြီးပဲကင်ပြီးတော့ကျွန်တော်အဲ့ဒီ monitor ထားမှုနဲ့တရားစွဲတော့တာပဲကျွန်တော်လည်းတော်တော်ကုသိုလ်ကံထူးတယ် electronic app နဲ့ဗမာပြည်မှာ ပထမအဦးဆုံးဖန်ခံရတာကျွန်တော်ပဲအဲ့တော့ ဖြစ်လာရင်ကျွန်တော်ထိတ်ဆုံးအာကြီးပဲ88တုန်းကလည်းပထမအဦးဆုံးဖမ်းခံရတာကျွန်တော်အင်းစိန်တောင်ပထမအဦးဆုံးပုတ်ခံရတာကျွန်တော်ရွေးကောက်ပွဲ90ကာလမှာပထမအဦးဆုံးဖမ်းခံရတော့လဲကျွန်တော်ပဲ2009နာဂစ်ဖြစ်တော့အပေါင်းရွှေအောင်တန်ခါဖြစ်တော့ပထမအဦးဆုံးဖမ်းခံရတာကျွန်တော်ပဲ2008နာဂစ်ဆရာတော့လည်းပထမအဦးဆုံးဖမ်းခံရတာကျွန်တော်ပဲ electronic app နဲ့ပထမအဦးဆုံးတရားအစွဲခံရတာလဲကျွန်တော်ပဲအဲ့ဒီဟာလေးတစ်ခုထားမိတာ ਨੇ ကျွန်တော်မှာ15နှစ်ချခံရတာ ကဲကျွန်တော်တို့ကတရားဥပဒေရဲ့ရှေ့မှောက်မှာတန်းတူညီမျှဆိုတာဖြစ်လာသလားနောက်တစ်ခုကြတော့ထူးဆန်းလိုက်တာတရားသူကြီးကကျွန်တော်မေးတယ်ကိုသာကနာနဲ့ခမားမှာအီးမေးလ်လိပ်စာရှိလားတဲ့ဟာရှိတာဗောကျွန်တော်အီးမေးလ်လိပ်စာကသူရ 61@gmail.com ညနာကိုပြတ်သွားတာပဲတရားသူကြီးကဒီမှာကိုသာကနာနဲ့ခမားကိုကျွန်တော်လူကြီးလူကောင်းလို့ပြောနေတာနော်ဘာဘာဘာဖြစ်လို့လဲ ျွန်တော်ခမ ्या ကိုမေးတာအီးမေးလို့မေးတာဘာလို့ခမ ्या ကြီမေးပေးတာလဲတဲ့ဟာကျွန်တော်ပြောစရာလဲတခုပဲရှိပါတော့တယ် F မေးမပေါ်သေးလို့ပါလို့ဒုက္ခရောက်လိုက်တာအဲ့ဒီလိုတရားသူကြီးကကျွန်တော်ကိုအီးမေးလိပ်စာရှိလို့ဆိုပြီး15နှစ်ထပ်ချလိုက်တယ်ကျွန်တော်အဲ့ဒီသုံးခုပေါင်းပြီး45နှစ်ကြာလာအဲ့တော့ဒါမဲ့မဆိုးဘူးဗျအဲ့တရားသူကြီးကလည်းယူသားရှာတယ် အမိတ်လဲခြာကန်နေကြတော့ကျွန်တော်လာပြောတယ်ပြောမဲ့သာပြောတာဗျာတဲ့ကျွန်တော်ကကွန်ပျူတာတော့ဖွင့်တတ်တာမဟုတ်ဘူးတဲ့အော်ကွန်ပျူတာတော့မဖွင့်တတ်တဲ့လူကခြာတာဆိုတော့ကျွန်တော်တော်တော်ဂုံယူပါတယ်ဆိုတော့ကျွန်တော်ဗမာပြည်မှာဒါဒိတ်ပဲဗျာကျွန်တော် electronic app နဲ့ကျွန်တော်ခြာခံရတယ်ဆိုတော့အဲ့တော့ကျွန်တော်ပြောချင်တဲ့အကြောင်းကခုန rule of law လို့ခေါ်တဲ့အာတလုံးပေါ့တရားဥပဒေစိုးမိုးရေးအတွက်ကိုကျွန်တော်တို့က responsibility ဒီတာဝန်ယူမှုရှိရမယ်အဲ့ဒီတရားသူကြီးခင်ဗျာမတနာပါလေကျွန်တော်သူ့တနာနေတာကို45နှစ်ချလို့မတနာဘူးသူ့ပြန်တနာနေတာဘာဖြစ်လို့လဲလို့ဆိုတော့သူကကျွန်တော်ကိုပြောတယ်မနေ့9နာရီမှာအမိန့်ချဖို့တရားရုံးရှိကိုကျွန်တော်ရောက်အဲ့ဒီအချိန်မှာသူကကျွန်တော်ကိုပြောရှာခဏစောင့်မအောင်ကိုစားကနာတဲ့ဘာဖြစ်လို့လဲအမိန့်မလာသေးလို့ပါဟမ် တရားသူကြီးကအမိတ်ချမှာသူ့စီအမိတ်မလာသေးဘူးဆိုတော့ तू ကဘာဖြစ်သွားတော့တကယ်ကျွန်တော်တို့မအားအားတင်စရာ၃နာရီတုန်းကအမိတ်ချတယ်ကျွန်တော်၉နာရီတည်းကခုအမိတ်မလာသေးလို့ဆိုတော့တရားသူကြီးတယောက်ရဲ့တာဝန်ကရောဘာတဲ့တော့အဲ့ဒါလို့ရေးပေးတဲ့စာရွေးလေးတယောက်ကိုဖတ်ယုံမဲလားအဲ့ဒါတရားသူကြီးလားအဲ့တော့ကျွန်တော်ပြောချင်တာကကိုယ့်ရဲ့တာဝန်ရှိတာကိုတာဝန်သိရမယ်။သိတဲ့တာဝန်ကိုကျေပြွန်ရမယ်။အဲ့ဒီ responsibility အဲ့ဒီတာဝန်မကျေပြွန်ရင် rule of law တရားဥပဒေစိုးမိုးရေးဘယ်တော့မှဖြစ်မလာဘူးအဲ့တော့ကျွန်တော်တို့စီမံရှိတဲ့လူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်လူလက်တွေပဲဖြစ်ဖြစ်အကုန်လုံးအရင်ကတာဝန်မကျေခဲ့ဘူးတာဝန်မသိခဲ့ဘူးဆိုရင်ခုတာဝန်သိလို့ရပြီတာဝန်ကျေလို့ရပြီ